လောင်ဘောကစားတဲ့အသင်းတွေကိုဘယ်လိုရင်ဆိုင်ရမလဲမသိဘူးလို့ဝန်ခံလာတဲ့လီဗာပူးနီးပြစလော့လီဗာပူးနီးပြအာနီစလော့ကတော့ဘရန်ဖို့အသင်းကိုရှုံးနေခဲ့တဲ့ပွဲစဉ်ကသူရဲ့လက်ထက်မှာအဆိုးရွားဆုံးခြေစွမ်းဖြစ်တယ်လို့ပြောဆိုလိုက်ပြီးတော့သူအနေနဲ့လောင်ဘောကစားတဲ့အသင်းတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့အဖြစ်ကိုရှာမတွေ့သေးဘူးလို့လည်းဝန်ခံသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီက Premier League Champion ဖြစ်ခဲ့တဲ့လီဗာပူးအသင်းကလက်ရှိအချိန်မှာ တော်တော်လေးယုံကဲ့နေရပြီးတော့စတင်းနေညာကဘရန်ဖို့အသင်းကို3-2ဂိုးဆိုရဲရလနဲ့ရှုံးနေခဲ့ပါတယ်။ဒီရှုံးပွဲကြောင့်လီဗာပူးအသင်းကပရီးမီးယားလိမာနိုင်ပွဲမရတာလေးပွဲဆက်ရှိလာခဲ့ပြီဖြစ်ပြီးတော့လက်ရှိအချိန်မှာဆိုရင်အဆင့်လေးပြင်ပကိုတောင်းရရှိသွားခဲ့ပြီဖြစ်ပါတယ်။အဲဒီအတွက်ပွဲအပြီးမှာသတင်းတောက်တွေကအနည်းပြ slow ကိုဒီပွဲဟာသူရဲ့လက်ထက်မှာအဆိုးရွားဆုံးဆွမ်းဆောင်ရည်လာလို့မြင်တဲ့အခါ slow ကဟုတ်ပါတယ်။ဒီအချိန်မှာတော့အဆိုးရွားဆုံးဆွမ်းဆောင်ရည်လို့ထင်ပါတယ်။ပွဲရှုံး နယ်ကိစ္စနဲ့ပတ်သက်ရင်ပေါ့ဟောဒါနဲ့စကားမဆက်ပြောရရင်တကူကူမရှိနဲ့ရှုံနေနေတဲ့နောက်ပိုင်းအချိန်လေးရကျွန်တော်တကယ်သဘောချခဲ့ရတဲ့တခုတည်းသောအခိုက်အတန့်ပါပဲမိနစ်30ကျော်ပြီးရင်နောက်မှာတို့က long throws တွေ set pieces တွေကိုအဓိကအားပြုပြီးတော့ကစားခဲ့ကြပါတယ်တို့တတော်များကိုကောင်းကောင်းလုပ်နိုင်ခဲ့ကြပါတယ်ဒီရလကဆေးပြေးစရာကောင်းခဲ့ပြန်ပါတယ်ဂျာရဲမှာနိုင်ပွဲရခဲ့တဲ့အတွက်ဒီနေ့မှာပိုကောင်းတဲ့ရလကိုမျှော်မှန်းခဲ့ရပါပြီးတော့ကျွန်တော်ပိုကောင်းတဲ့အစွမ်းဆောင်ရည်ကိုလည်းမျှော်လင့်ခဲ့ပါတ ယ်။ဒီညကကျွန်တော်တို့ပုံမှန်ရှိနေကြအစင်တန်းနဲ့ဝေးကွာနေပါတယ်။ကျွန်တော်တို့ရှုံးနေရင်တောင်မှပုံမှန်အားဖြင့်ဒီညထက်ခြေစွမ်းပိုကောင်းခဲ့ပါတယ်။ကျွန်တော်တို့အခြေခံအကြဆုံးအရာတွေကိုမမှန်ကန်ကန်မလုံဆောင်နိုင်ခဲ့ပါဘူး။ Brand 4ကနှစ်ဦးချင်းဘောလုံးရှင်လူတဲ့အခါတွေရှန်ထွက်တဲ့ဘောလုံးကိုလူယူတဲ့အခါတွေမှာကောင်းတဲ့အသင်းမှာအဲ့ဒီအတွက်တို့ကိုချီးကျူးရပါမယ်။ပြိုင်ဘက်အသင်းတွေကကျွန်တော်တို့နဲ့ရှင်ပြိုင်တဲ့အခါသုံးတက်ကြတဲ့ကစားဟန်ရှိနေပါတယ်။အဲ့ဒီအရာကကျွန်တော်တို့ကိုရင်ဆိုင်ကစားဖို့အတွက်အ အရန်ကောင်းတဲ့နေပြူဟာပါပဲပြီးတော့အဲ့ဒါကိုတုံပြန်ဖို့ကျွန်တော်တို့အဖြစ်ကိုရှာမတွေ့သေးပါဘူး9မိနစ်အကြာမှာတင်တကူပေးလိုက်ရတာကလည်းမဖြစ်သင့်ပါဘူးအသေးနေကကျွန်တော်တို့ ਨੇ ဆိုရင်တော့ဘယ်လိုကစားမယ်ဆိုတဲ့နေပြူဟာကိုသိနေကြပါပြီဆိုပြီးတော့ slow ကပြောဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့လေ slow ကကွယ်လေတိုင်းလူကြီးဆိုင်မွန်ဟော့ပါရဲ့ဆုံးဖြတ်ချက်နှစ်ခုအပေါ်လဲသူအနေနဲ့မကျေနပ်ကြောင်းပြောဆိုခဲ့ပါတယ် သူတို့ဘက်ကဒုတိယဂိုးမသွင်းခင်မှာဂိုဒီကေပိုကဘောလုံးကိုဂိုးအေရီယာရဲ့ဆွဲပြေးသွားခဲ့ပေမဲ့သူတို့ကဘောလုံးကိုမထိပဲပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အခိုက်အတန့်ရှိခဲ့ပါတယ်။ကျွန်တော်တို့ပေးခဲ့ရတဲ့ penalty နဲ့ဂိုဒီရဲ့အခိုက်အတန့်နှစ်ခုလုံးကိုကဘာပေါ်ကဒိုင်လူကြီးတိုင်းကို ပြလိုက်ရင်နှစ်ခုစလုံးက penalty ပေးတဲ့နဲ့ဒါမှမဟုတ်နှစ်ခုစလုံးကမပေးသင့်ဘူးလို့ပြောကြပါလိမ့်မယ်။ဒါပေမဲ့ဒီဖြစ်ရတဲ့နှစ်ခုတွေကနေတစ်ခုကိုပေးရရင်ကျွန်တော်သာဆိုရင်တော့ ကိုဒီအတွက်ဖြစ်ရက်ကိုတေချာပေါက်ပင်နတီပေးမှာပါဒါပေမဲ့လည်းကျွန်တော်တို့ကမကောင်းခဲ့ပါဘူးဒါကအတိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ပဲမလားအဲ့ဒီဖြစ်ရက်ကိုသူပင်နတီပေးဖို့စဉ်းစားခဲ့တယ်လို့တော့ကျွန်တော်မထင်ပါဘူးဒါပေမဲ့သူက free kick ပေးလိုက်မယ်လို့တော့ တွေးခဲ့တဲ့အချိန်မှာဒါပေမဲ့ VAR ကဂျာက go area တိုင်းမှာဖြစ်သွားတာလို့ပြောခဲ့ပါတယ်။အဲဒီအတွက်သူ့အနေနဲ့ဂျာကို free kick လို့ထင်ရင်ဂျာ penalty ဖြစ်မှာပါ။ဒီလိုကံမကောင်းမှုမျိုးကနေဒီနေ့ကျွန်တော်တို့ကစားခဲ့တယ်လို့ပွဲမျိုးကစားတဲ့အခါဖြစ်တတ်ပါတယ်ဆိုပြီးတော့ slot ကညီထွားပြောဆိုသွားတာလည်းဖြစ်ပါတယ်ရှင်။